်မင်္ဂလာနနက်ခင်ပါစမ်းမချမ်းသာဘေးရန်ကင်းကွာဘုန်းတော်ထင်ရှားရာတနေ့တာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်နေတွေ့ရပူချိန်ကတော့26ဒီဂရီရှိပြီးတော့မှ32ဒီဂရီရှိတယ်လို့ခန့်သားရရှိနိုင်ပါတယ်လူဦးရေတွေးကနှိမ့်ချနေတယ်တနေ့တာလုံးတွေ့တိမ်တင်းတင်းရှိပြီးတော့မှမွန်လဲပိုင်းမှာမိုးနှဲငယ်ရွာနိုင်ပါတယ်ပြင်းဆုံးပူချိန်ကတော့33ဒီဂရီရှိမှာဖြစ်ပါတယ် နေ့စဉ်ဝိပုကျင်းလင်းပြအောက်တိုဘာလ22ရက်ဗုဒ္ဓဦးနေ့2025ဖရာသခင်သည်ချစ်ခြင်းမြတ်တာ ဖြစ်တော်မူ၏ဒီကချက် ရှင်ယောဟန်ဩဝါဒစာပထမဆောင်မှခွန်အားယူစရာများအပိုင်း၁၂၂ဖက်ရန်ကျမ်းကျက်ရှင်ယောဟန်ဩဝါဒစာပထမဆောင်ခန်းကြီး၄ခန်းငယ်ခုနှစ်မှ၁၂စစ်သူတို့ငါတို့သည်အချင်းချင်းချစ်ကြကုန်အပ်အကြောင်းမူကားချစ်ခြင်းမေတ္တာသည် ဖျားသခင်နှင့်ဆက်ဆိုင်၏ချစ်တတ်သောသူမြည်ဒီကဖျားသခင်ဖြစ်ပွားစေတော်မူသောသူဖြစ်၏ဖျားသခင်ကိုတည်တော်သူလည်းဖြစ်၏ချစ်ခြင်းမရှိသောသူသည်ဖျားသခင်ကိုမသိအကြောင်းမူကားဖျားသခင်သည်ချစ်ခြင်းမြတ်တာဖြစ်တော်မူ၏တားတော်အပြင်ငါတို့သည် အသက်ရှင်စေခြင်းကဖျားသခင်သည်တပါးသည်သောတားတော်ကိုဤလောကသို့ဆေလွတ်တော်မူသောအရာ၌ ငါတို့ကိုချစ်တော်မူသောမေတ္တာတော်သည်တင်ရှားလျက်ရှိ၏ငါတို့သည်ဖျားသခင်ကိုချစ်ကြသည်ဟုမဆိုဖျားသခင်သည်ငါတို့ကိုချစ်၍ငါတို့၏အပြစ်ဖြေစရာအကြောင်းဖြစ်စေခြင်းကတားတော်ကိုဆေလွတ်တော်မူသောအရာ၌ချစ်ခြင်းမေတ္တာရှိ၏ချစ်သူတို့ဖျားသခင်သည်ငါတို့ကိုဤမြောက်ချစ်တော်မူသည်မယ်လျှင်ငါတို့သည်လည်းအချင်းချင်းချစ်ရကြမည်ဖျားသခင်ကိုဘယ်သူမှမမြင်စဘူး သို့တော်လေအချင်းချင်းချစ်ကြလေဖရာသခင်သည်ငါတို့၌တည်တော်မူ၍ငါတို့သည်ချစ်ချင်းမြတ်တာနှင့်ပြည့်စုံလျက်ရှိကြ၏ရောမဩဝါဒစာခန်းကြီး33ခန်းငယ်30ချစ်ချင်းမြတ်တာရှိတော်သူသည် ကိုယ်နှင့်ဆက်ဆိုင်တော်သူ၏အကျိုးကိုမဖျက်ဆီးတတ် ထို့ကြောင့်ချစ်ချင်းမြတ်တာသည်အကျင့်တရားပြည့်စုံရာ ဖြစ်သည်ဒီနေရာမှာရောရှင်ယောဟန်ကဖရာသခင်ရဲ့ချစ်ချင်းမြတ်တာနှင့် ကျွန်တော်တို့တစ်ယောက်နဲ့တစ်ယောက်ဘယ်လိုမျိုးချစ်လို့ရလဲဆိုတာကိုနက်နက်ဆိုင်ဆိုင်တွင်တင်ထားပါတယ်။ခန်းငယ်ခုနှစ်မှာချင်းချင်းချစ်ကြဖို့တိုက်တွန်းထားတယ်။အဲ့ဒီချစ်ချင်းမေတ္တာကဘုရားသခင်စီကနေလာတယ်။ကျွန်တော်တို့တစ်ယောက်နဲ့တစ်ယောက်ချစ်နိုင်တာကဘုရားသခင်ရဲ့မေတ္တာကိုကျွန်တော်တို့ထဲမှာပိုင်ဆိုင်ထားပြီးတော့မှအဲ့ဒီချစ်ချင်းမေတ္တာကိုပြန်လဲပြီးတော့မှထိရောက်စွာအသုံးချခြင်းပဲဖြစ်ပါတယ်။တယောက်ကိုတယောက်ချစ်တဲ့အခါမှာဘုရားသခင်ကိုတည်ကျွမ်းတဲ့သူတွေဖြစ်ပြီးတော့မှ ဘုရားသခင်သားသမီးတွေဖြစ်တယ်ဆိုတာကိုပြသခြင်းဖြစ်ပါတယ်။ချစ်ချင်းမေတ္တာဟာဘုရားသခင်နဲ့ဆက်ဆိုင်တဲ့အရာဖြစ်တဲ့အတွက်ချစ်တတ်တဲ့သူဟာဘုရားသခင်ဖြစ်ပွားစေတဲ့သူ ဖြစ်တယ်လို့ဘုရားသခင်ကိုသိတော်သူလည်းဖြစ်ပါတယ်။ခဲငယ်ရှိမှာတော့ဘုရားသခင်ကိုချစ်ချင်းမေတ္တာလို့အတိအလင်းဖော်ပြထားတယ်။အဲဒါကြောင့်ချစ်ချင်းမရှိတဲ့သူဟာ ဘုရားသခင်ကိုတိကိုတိတဲ့သူမဟုတ်ဘူးဆိုတာကိုဖော်ပြတယ်။ကျွန်တော်တို့ဘဝထဲမှာမေတ္တာမရှိဘူးဆိုရင်ဘုရားသခင်နဲ့လည်းဝေးကွာနေတာဖြစ်လိမ့်မယ်။ဘုရားသခင်ကိုတိဖို့ဆိုတာက သူ့ရဲ့မေတ္တာကိုသိပြီးတော့မှအဲ့ဒီမေတ္တာနဲ့အသက်ရှင်နေထိုင်ဖို့ရန်ဖြစ်ပါတယ်။ခိုင်းငယ်ကိုမှဘုရားသခင်ရဲ့မေတ္တာဟာဘလောက်ထိကြီးမြတ်လဲဆိုတော့ကျွန်တော်တို့ကိုကယ်တင်ဖို့အတွက်သူ့ရဲ့တပါးသောသားတော်ယေရှုခရစ်ကို လောကထဲကိုစေလွတ်ခဲ့တယ်။အဲ့လိုမျိုး ပြုလုပ်ခြင်းအပြင်ကျွန်တော်တို့ဟာသာဝရတက်ကို ရခဲ့တယ်။ဘုရားသခင်ရဲ့အကြီးမားဆုံးမေတ္တာပြသမှုကသုတ္တရောကိုကျွန်တော်တို့တွေပေးဆက်ခဲ့တင်ခဲ့စေခြင်းပဲဖြစ်ပါတယ်။ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာသည် လက်တွေ့ရှိတဲ့ထင်ထင်ရှားရှားပြသထားတဲ့အရာတစ်ခုဖြစ်ပြီးတော့မှလူသားတွေရဲ့ကြီးစွာသောကြိုးစည်းပွားကိုဖြစ်ပွားစေခဲ့ပါတယ်။ ခန်းငယ်30မှာဘုရားသခင်ရဲ့မြတ်တာကိုကအံ့ဩစရာကောင်းတယ်ကျွန်တော်တို့ကသူ့ကိုအရင်စားချစ်လို့သူ့ဘက်ကချစ်တာမဟုတ်ဘူးကျွန်တော်တို့ကိုသူ့ဘက်ကပဲအရင်စားချစ်ခဲ့တာဖြစ်တယ်ကျွန်တော်ရဲ့အပြစ်တွေကိုခွင်လွတ်ဖို့အတွက်သူ့သားတော်ကိုပူဇော်ခဲ့တယ်ဒါဟာစစ်မှန်တဲ့အတုမရှိတဲ့မြတ်တာပဲဖြစ်ပါတယ်ကျွန်တော်တို့ဘက်ကဘုရားသခင်ကိုချစ်ပါတယ်လို့ဘာမှတင်ချာချာမပြတတ်နိုင်တဲ့ချိန်မှာတော့မ ဘုရားသခင်က ကျွန်တော်တို့ကိုချစ်ခြင်းမေတ္တာအပြင်ကယ်တင်ကယ်နှုတ်ခဲ့ပါတယ်။အဲဒီတော့ဒီလိုမျိုးဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကိုနားလည်သိရှိထားတဲ့သူတွေအနေနဲ့အချင်းချင်းချစ်ကြဖို့ရင်တာဝန်ရှိပါတယ်။ဘုရားသခင်ကကျွန်တော်တို့ကိုအရင်ချစ်ခဲ့တဲ့အတွက်ကျွန်တော်တို့ကိုယ်တိုင်လည်းဘုရားသခင်စီကနေခံယူထားတဲ့အချစ်ချင်းမေတ္တာကို အခြားသူတွေကို လက်တွေ့ဝေမျှချစ်ခြင်းမေတ္တာပြသဖို့ရန်ဖြစ်ပါတယ်။ဘုရားသခင်ကိုလူတွေကမမြင်နိုင်ပေမဲ့ ျွန်တော်တို့ချင်းချင်းချစ်ကြတဲ့အခါမှာဘုရားသခင်ဟာကျွန်တော်တို့ထဲထဲမှာရှိနေတယ်ဆိုတာကို ပြသနိုင်တယ်။ကျွန်တော်တို့တယောက်နဲ့တယောက်ချစ်ချင်းအပြင်ဘုရားသခင်ရဲ့မြတ်တာတော်ဟာကျွန်တော်တို့ရဲ့ဘဝတွေထဲမှာပြည့်ပြည့်စုံလာပါတယ်။ဒါကကျွန်တော်ယုံကြည်ခြင်းကိုလက်တွေ့ပြတဲ့နိလန်တစ်ခုလည်းဖြစ်ပါတယ်။ဆလဘရမဘုရားသခင်ချစ်တယ်လို့ချင်းချင်းချစ်ကြပါစို့။ဆလဆုတောင်းရအောင်။မြတ်တော်ရှင်သခင်သာဝရမြတ်စွာသောဘုရားသခင် ဒီမနေ့ခင်းတဲ့အတွက်ကိုရောကိုဂျေစုတင်ပါတယ်ဒီမနေ့ခင်းမှာရှင်သန်လူထလှုပ်ရှားတဲ့သူတွေအားလုံးခန္ဓာကိုယ်စိတ်ဝိညာဉ်ကျန်းမာခြင်းခွင့်များကိုကိုရောရှင်ပြင်ဆင်ပေးပါသူတွေစိတ်နှလုံးသားထဲမှာငြိမ်သက်ခြင်းဖြင့်အုပ်ဆိုးပါတာမင်မနိုင်ကြီးမှာရှိတဲ့လူသားတွေကိုရောရှင်တယောက်ချင်းစီတိုင်းကိုငြိမ်သက်ခြင်းပေးသနာရမှုပါကျန်းမာခြင်းပေးပါဉာဏ်ပညာပေးပါစစ်စစ်မြတ်တာများပေးသနာရမှုပါ ကိုရောသားသမီးတို့ကိုသာဝရမေတ္တာနဲ့ချစ်တယ်ဆိုတာကိုကျွဲ့မဲ့ယုံကြည်သောသူတွေဒီဒီဖြစ်စေတော်မူပါဆင်ញင်ချစ်ပြုံးမှာဘဝမြကြီးကို ပိုးပြုံးမှလာပါအောင်တာယာအောင် ကိုထဲထဲမှာရှိတဲ့ဘုရားသခင်ကိုတပါးသူတွေမြင်တွေ့လာနိုင်သည့်ဒီချစ်ချစ်မေတ္တာကြီးမားသောအလုံးသားပိုင်ရှင်နေဒီဒီဖြစ်စေတော်မူပါ မာပြည်ကြီးကောင်းကြီးပေးပါ ကောင်းမြတ်တဲ့သူတွေတရားအာရမဘက်ကလှူဆောင်ကြတဲ့သူတွေအားလုံး အောင်မြင်နိုင်ရသောခွင့်ကိုပေးသနာမူပါ မတရားတဲ့သူတွေအားလုံးကိုလည်းကိုရောလက်ထဲသို့အနံပါရဲကိုရောရှင်ပြင်ဆင်စီရင်တော်မူပါအသက်ရဲ့တန်ဖိုးကိုနားလည်ဖို့သူတို့ကိုယ်တိုင်ကိုအသက်တကိုသွန်သင်ပေးသနာမူပါမြစ်တော်ရှင်ဖတ်ထာရမြတ်စွာသောဘုရား မစားမတော့ရတဲ့သူတွေပြေးလွာ ပုန်းရှောင်နေရတဲ့သူတွေစစ်ဘေးရှောင်နေထောင်သွင်းကျဉ်းကျခံနေရတဲ့သူတွေအားလုံးကိုလည်း ရရှင်ကြည်ရှုကြတော်မူပါကောင်းမွန်ဆုံးဖျားပေးတဲ့ညီသက်ချင်းကောင်းကြီးချမ်းသာပြည့်စက်လက်ရရှင်သွားနိုင်ပါမည်အကြောင်းကောင်းကြီးပေးပါမာဘီကြီးကိုကိုရရှင်အုပ်ဆိုးပါမကောင်းတဲ့မိစ္ဆာမာမိုက်တကိုးတွေကိုနာဇရက်မြို့သားယေရှုဖျားနာမဖြင့်ချီနောင်မောင်းထုတ်ဖယ်ရှားပြီးတော့မှမာဘီကြီးကိုအမြန်ဆုံးကယ်တင်ကယ်နှုတ်ကောင်းကြီးပေးပါမည်ကြောင်းသခင်ယေရှုခရစ်တော်ဖျား၏နာမတော်မြတ်ကိုမြည်ပြုလက်တနာခံဆုတောင်းကြပါရစေဗျာအာမင်